အနတိုလီမာလီကင်စီကနေချန်ပီယံခပ်တီကိုတင်းယူဖို့ကြံနေတဲ့ရှမေးအာဒိုဂန် အားလုံးပဲမင်္ဂလာပါ Marshall Academy Channel ကနေပြည်သူအားလုံးချိုးဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးအထရင်လေး1 Championship UFC အစရှိတဲ့ထရင်လေးနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marshall Local Channel တက်တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel ကို Like and Subscribe လုပ်ထားဖို့မြင့်တက်ရခိုင်ကြပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြည်သူ DC ကိုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ online ဆိုင်ပြိုင်မဟောင်းကြီးရှမ်းမေးအတူကန်က ဝမ်ချမ်မန်ရှစ်ရဲ့နှစ်ဖက်ကွင်းချန်ပီယံအနတိုလီမာလီကင်စီကနေကဘတ်ဒီလူယူဖို့ပြတ်မှတ်ထားနေတယ်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးတင်တာပါဒီအကြောင်းကကျွန်တော်တို့မြန်မာပြည်သက်တွေလည်းစိတ်ဝင်စားမယ်ထင်လို့ကျွန်တော်ကဒီဗီဒီယိုကိုတင်ဆက်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့လာမယ့်ဝမ်ချမ်ပီယံရှစ်1173ပြိုင်ပွဲကို16ရက်နေ့ကျရင်ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပသွားတော့မယ်။အဲ့ဒီပွဲတွေ press conference တွေလည်းလုပ်ပြီးပြီးပွဲထိုးမဲ့ fighter တွေအားလုံးလည်းဂျပန်နိုင်ငံကိုရောက်နေပြီ။အဲ့ဒီပြိုင်ပွဲမှာပါဝင်လာတဲ့ ပွဲကောင်းတစ်ပွဲက heavyweight တန်ပွဲစဉ်မှာ heavyweight တန်ပွဲစဉ်မှာဘသူတွေထိုးမှလဲဆိုတော့ online ဆိုင်ရဲ့ပြိုင်ပွဲဟောင်းကြီးရှမင်းအာဒိုကန်က Japan fighter Yukota Kaeuchi နဲ့တွေ့နေပါတယ် ရှမေးရလူကန်က heavyweight dandy တက်ထိုးတယ်ဆိုတော့ပြည်သက်တွေလည်းနည်းနည်းလေးတော့အံ့အားသင့်ပဲထင်ပါတယ်ဒီအကြောင်းကို one championship ကလည်း official ချပြထားပြီးတာလည်းကြာပြီဒါကြောင့်မလို့မာရှယ်ကိုစိတ်ဝင်စားတဲ့ပြည်သက်တွေအားလုံးလည်းဒီအကြောင်းတွေကိုသိထားပြီးလောက်ပြီးထင်တယ်ဒါပေမဲ့နေ့ပြောခြင်းနဲ့ topic အရာဒီအကြောင်းလေးတွေကိုကျွန်တော်ကအစကနေပြန်ပြီးဆွဲထုတ်ပြီးပြောမှဖြစ်မှာလို့ပြန်လဲကျင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာရှမေးရလူကန်က online ဆန်တဲ့တွေ့တော့က middleweight 205ပေါင်ထဲမှာပဲထိုးတာအဲ့ဒါပြီးတော့ကဘတ်တို့ကားပေါင်နဲ့ လိုက် heavyweight တန်း poison ပြထိုးခဲ့သေးတယ်။အခုတော့ရှင်မေးအာဒိုကန်က heavyweight တန်းကိုတတ်ပါပြီ။ရှင်မေးအာဒိုကန်ရဲ့ body type နဲ့အရက်အရ heavyweight တန်းတက်လို့ရတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ heavyweight တန်းမှာသူထိုးရင်လည်းထိုးလို့ရတဲ့အနေအထားတစ်ခုပါ။ဒါပေမဲ့ရှင်ဆို heavyweight fighter တွေတော့သူကပေါင်များနေမှာမဟုတ်ဘူး။ဒါပေမဲ့သူ့ရဲ့အနေအထားသူ့ရဲ့ body size ရတော့ heavyweight တန်းတက်လို့ရတဲ့ခန္ဓာကိုယ်မျိုးလို့ကျွန်တော်ကတော့မြင်ပါတယ်။ ဒီတကောက်ရှမီအာဒိုကန်ရဲ့တွဲဆိုင်ကတွဲဆိုင်လေးတွဲမြောက်နေရာကနေပါဝင်လာမယ်။သူနဲ့တွေ့မဲ့ fighter ကဂျပန်ကိုသားပြု fighter ယူဂိုတာခေအူချီနဲ့တွေ့မှာပါ။ဒါဆိုရင်ဒီ fighter နှစ်ယောက်ရဲ့အကြောင်းလေးကိုကျွန်တော်တို့အရင်သုံးသပ်ကြရအောင်ပါ။ရှမီအာဒိုကန်ရဲ့အကြောင်းကိုပထမဆုံးစပြောခြင်းနဲ့ထွေထွေတူတူတို့ပြောနေစရာမလိုဘူး။မြန်မာပရိသတ်တွေလည်းမြန်မာတန်မီတဲ့ကစားသမားပါ။ဝမ်ချမ်မန်ရှစ်မှာ၄ဘွယ်ထိုးရတယ်၄ဘွယ်လုံးနိုင်ထားတယ်ပရော်ဖက်ရှင်နယ်ဖိုက်တာပေါ်မှာလည်း၁၂ဘွယ်ထိုးရတယ်၁၂ဘွယ်လုံးနိုင်ထားတယ်လုံးဝရှုံးဝဲမရှိတဲ့ဖိုက်တာပါ ပြီးတော့ရှမ်းမီအာဒိုဂန်ကအရ6ဝင်2လမှရှိတဲ့အသက်က35နှစ်အကောင်းဆုံးအနေထားတစ်ခုကိုရောက်နေတဲ့ Fighter Prime Time တစ်ခုကိုရောက်နေတဲ့ Fighter လို့သတ်မှတ်လို့ရတယ်။ One Championship မှာထိုးခဲ့တဲ့၄ဝက်မှာတရုတ် Fighter Fan Rong ကိုတစ်ချိန် Online ဆန်ကို2ချိန် Gabet Do Carbon ကိုတစ်ချိန်အနိုင်ထားတယ်။အဲ့ဒီ၄ဝက်လုံးကိုလည်းသူက TKO KO တွေနဲ့ပဲပွဲသိမ်းထားတယ်။လေးစားစရာကောင်းတာက Online ဆန်လို Striking မိုင်းမှာတကယ်ကိုကောင်းတဲ့ Fighter တောင်ယုံတောင်ယုံဖိုက်တာတွေကအွန်လိုင်းဆန်းဆိုဝင်လုံးမှုပဲစဉ်းစားတယ်အဲ့ဒီလိုဖိုက်တာကို striking mind နေနဲ့ပဲဖြိုပြခဲ့တာကရှမ်းမေးအာဒိုဂန်ဖြစ်ပါတယ်ဒါကလည်းအွန်လိုင်းဆန်းကြနေတဲ့အချိန်နဲ့တိုးတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အွန်လိုင်းဆန်းလိုမျိုးထိတ်တန့် top level fighter တယောက်ကိုဒီလိုမျိုးဖြိုပြနိုင်တဲ့အကြောင်းမလို့ impressive တော့ဖြစ်စရာရှိတယ်ဒါကြောင့်ဒီအကြောင်းကိုထည့်ပြောရခြင်းဖြစ်ပါတယ်ခင်ဗျရှမ်းမေးအာဒိုဂန်အကြောင်းကအလုံးသိပြီးသားဖြစ်တယ်ဒါကြောင့်မလို့ထွေထူးပြောနေစရာမလိုဘူးပြောချင်တာကတစ်ဖက်ကပြိုင်မဲ့ fighter ဖြစ်တယ် ယူဂိုတာခဲဦးချီပါဂျပန်ဖိုက်တာပါဝမ်ချမ်မင်းရှင်မှာနှစ်ပွဲထိုးရတဲ့တပွဲနိုင်တပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားတယ်။ Professional Fighter ပေါ်မှာ6ပွဲပဲထိုးရသေးတယ်၊5ပွဲနိုင်တပွဲရှုံးဆိုရရလောက်ကိုပိုင်ဆိုင်ထားတယ်။ဝမ်ချမ်မင်းရှင်မှာနောက်ဆုံးထိုးတက်ခဲ့တဲ့တပွဲကိုတော့အနိုင်ရခဲ့တယ်။ကန်ဂျီဝန်းနဲ့တွေ့ခဲ့တဲ့ပွဲ2024ခုနှစ်ကပွဲထိုးရတဲ့ဖြစ်တဲ့ကြောင့်မို့ပွဲနေနေလေးဝင်းနေတယ်လို့ပြောလို့ရတယ်။ ခင်းတဲ့အသုံးသက်ရမယ်ဆိုရင်ဒီပွဲအနေထားရကျွန်တော်အမြင်ပြောရရင်တော့ရှန်မင်းအာဒိုကန်ကအပြတ်သက်ကြီးတာတာကိုကျွန်တော်တို့ကပြောလို့ရတယ်ဝိတ်တန်းတက်ထိုးပေမဲ့ဗျာ heavy weight တန်းနဲ့ middle weight တန်းဆိုတော့ middle weight တန်းက fighter heavy weight တန်းတက်မှာဖြစ်တဲ့ကြောင့်မလို့ power ကလည်းရှန်မင်းအာဒိုကန်က သိတဲ့အတိုင်းပဲဗျာပြီးတော့ဝိတ်တန်းတက်ထိုးတယ်ဆိုပေမဲ့သူ့ရဲ့ body type ကလည်းထိုးလို့ရတဲ့အနေထားဒီနေရာမှာဝိတ်တန်းတက်ထိုးတာကိုကျွန်တော်တို့ကခေါင်းထဲကခဏလေးထုတ်ထားလို့ရတယ်တပတ်ပြိုင်မဲ့ fighter ဖြစ်တဲ့ Japan fighter က လက်သီးတစ်ဖောက်ပဲရတယ်ဗျာ white လက်သီးတွေကောင်းတယ်ဒီလောက်ပဲပြီးရင်လေးတယ်ကစားပုံအပြင်နှေးတယ် power နည်းတယ်ဒါပေမဲ့ white လက်သီးတွေထိသွားရင်တော့ကျနိုင်တယ်ဒီတစ်ခုပဲကောင်းတာမျိုးတွေ့ရတယ် grappling mine မှာလည်း heavy weight and fighter ဖြစ်တဲ့ကြောင့်မလို့သိပြီးလုံးနိုင်တာမျိုးမတွေ့ရဘူးဒီဘက်က autogun ကြတော့ grappling လည်းကောင်းတယ် striking လည်းကောင်းတယ် well rounded fighter လို့ပြောလို့ရတယ်ဗျာတကယ်ကိုလုံးဝကျွတ်စင်ကြီးဒီလို fighter ဒါကြောင့်မလို့အခင်းချင်းရတော့ရှမင်းအာဒိုကန်ဘတ်မှာပါဆန်တွေတော်တော်များများရှိနေတယ်လို့ကျွန်တော်ကတော့မြင်တယ် ဘိုဂီတွေကလည်းခြေပွင့်လာတဲ့နေရာမှာရှမ်းမင်းအာရိုကန်ကို1.01လောက်ပဲပေးထားပြီးတစ်ဖက်ကဂျပန်ဖိုက်တာတာခဲအူချီကိုတန်းအလီကိုပေးထားတယ်။ပေါက်ကြီးကတတုံလေးကိုကွာနေတဲ့ပေါက်ကြီးအနေထားလို့ကျွန်တော်တို့ကပြောလို့ရတယ်။ဒါကြောင့်မလို့ရှမေးအာဒိုကန်ကဒီဘက်နိုင်ဖို့ရာခိုင်နှုန်းများတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါကတော့ဒီအခင်းချင်းမှာပွဲအခင်းချင်းပြီးသွားရင်ရှမေးအာဒိုကန်ကနိုင်သွားရင်ဖြစ်လာနိုင်တဲ့အခင်းချင်းလေးကိုပြောချင်တာပါ ရှမေရတို့ကလည်းနိုင်သွားရင်ဗျာသူက heavy weight တမ်းမှာဆက်ကျင်လေဖို့အစင်းလင်းဖြစ်နေမှာပဲရှမေရတို့ကလည်းတွေ့ရမယ့် fighter တွေကဗျာ Anatoly Malikin ရှိမယ် Ruru Umagain ရှိမယ်ဒီ fighter တွေရှိတယ်ဒီ fighter တွေနဲ့အတူကန်နဲ့တွေ့ရမှာပဲအခုထိုးတာက November လမှာထိုးမှာဆိုတော့ရှမေရတို့ကလည်းလေထိုင်ရပြဿနာကင်းရှင်းရှိတယ်ဆိုရင် January လောက်ကြာရင်ဗျာရှမေရတို့ကကို1 championship ကနောက်တစ်ပွဲလောက်တည်ပြီးကောင်းတည်ပြီးနိုင်တယ်အဲ့ဒီလိုတည်ပြီးတဲ့အချိန်ကြာရင် တပတ်မှာမာလီကင်ကြီးကလည်းပြထိုင်ဆောင်နေရတာရူရူဥမာကင်းက၄လပိုင်းမှာထိုးမယ်၅လပိုင်းမှာထိုးမယ်စသဖြင့်ပုံစံနေနဲ့ပြောနေတော့မာလီကင်ကလည်းပွဲထိုးခြင်းနေတော့ဝမ်ချမ်ပီယံရှစ်ကဒီဗိုင်ဒါနှစ်ယောက်ကိုပွဲတက်ပေးလိုက်ရင်ကောဆိုတဲ့ပုံစံနဲ့သုံးသပ်လို့ရပွဲကဖြစ်ကောင်းဖြစ်လာနေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကစောင့်ကြည့်ရမယ်။ရှမေးအာဒိုကန်နဲ့အနတိုလီမာလီကင်နဲ့သာတွေ့ရင်ကျွန်တော်တို့မြန်မာပြည်သက်တွေကတော့တော်တော်လေးသဘောကျမဲ့ပွဲလို့ကျွန်တော်ကတော့မြင်တယ်။ ကျွန်တော်တို့မြန်မာပြည်သက်တွေကမကပဲ international ကပြည်သက်တွေကလည်းတကယ်ကိုသဘောကျနေမယ်ပြီးတော့ရှမေးအာဒိုဂန်ကမာလီကင်ကိုရက်တက်နိုင်တဲ့ပါဝါတွေရှိနေတယ်စွမ်းဆောင်ရည်တွေရှိနေတယ်ဒါကြောင့်မလို့ဒီအခင်းချင်းကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဝမ်ချမ်းမြန်ရှစ်ကဒီလိုမျိုးအခင်းချင်းလိုချင်လို့အာဒိုဂန်ကို heavy weight တန်းတင်လာလားဆိုတော့လေကျွန်တော်တို့ကစောင့်ကြည့်ရမယ်အချက်ပါရူအူမာကင်ကတစ်ဖက်မှာရှောင်နေတဲ့အချိန်မှာအနတိုနီမာလီကင်က ပွဲတွေလိုချင်နေတဲ့အချိန်မှာအာဒိုဂန်ကလည်းဝိတ်တန်းတက်လာပြီအကဲအကဲရွေးများဒီပွဲမှာသာနိုင်သွားရင်မာလီကင်နဲ့အာဒိုဂန်ပွဲမဖြစ်လာနိုင်ဘူးလို့ဘသူကတက်အပ်ပြောလို့ရမှာလဲဒါကစဉ်းစားစရာကောင်းတယ်ဝမ်ချမ်ပီယံရှစ်ကလည်းဒီလိုအကွက်တွေမြင်လို့ပွဲတည်ပေးတာလို့ကျွန်တော်ကတော့မြင်တယ်ဒါကတော့ကျွန်တော်ရဲ့ထင်မြင်စားချက်ကိုကျွန်တော်ကပရိသတ်တွေတောင်းပြောပြပေးတာခင်းချင်းနေရတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ဒါကြောင့်မလို့ရှမီအာဒိုဂန်လာမယ့်1173ပြိုင်ပွဲမှာနိုင်ပွဲယူပြနိုင်ဖို့လိုတယ် ရှမင်းရဲ့လက်ရည်အရာဗျာဒီဘွဲမှာနိုင်ဖို့ရာခိုင်နှုန်းများတယ်။ရှမင်းအာဒိုကန်ကချန်ပီယံလေဗယ်တန်းဖိုင်တာလို့တော့သတ်မလို့ရပြီ။အွန်လိုင်းအဆန့်လို့တပည့်ဖော်မာချမ်ကိုတော့အလိုက်ထားပြီးပြီ။အာဒိုကန်ကိုချန်ပီယံလူဝဲတဲပေးလို့ရပါတယ်။ဒါပေမဲ့မာလီကင်ကဟဲဗီဝိတ်တဲ့ချန်ပီယံလူဝဲထိုးရမယ်ပါညာနဲ့ခပဲလူဝဲတဲပေးဖို့ဖိုင်တာကလည်းမရှိအဲ့လိုမျိုးပုံစံနဲ့ဝမ်ကတိုင်ပတ်နေတဲ့အချိန်မှာအာဒိုကန်ကိုဟဲဗီဝိတ်တဲတင်လိုက်တာပါ။ heavyweight တဲမှာအာဒိုဂန်တယောက်ဘယ်လောက်ထိလက်ဆွာမလဲဘယ်လိုမျိုးလုပ်ပြနိုင်မလဲဆိုတာမူတည်တယ်အဲ့ဒီအပေါ်မှာမူတည်ပြီ အတူကန်တယောက်ချန်ပီယံလူဝင်ရဖို့ကအဆုံးဖြတ်တယ်အများကြီးရှိနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာကတော့ဒါပါပဲရှမင်းအတူကန်နဲ့အနတိုလီမာလီကင်တို့ပွဲဖြစ်လာနိုင်နေရှိတဲ့အကြောင်းမာလီကင်ရဲ့အောင်မြင်မှု prime time ကိုရှမ်းမေးအာရိုကန်ကထပ်ပြီးဖြတ်စင်းနိုင်မလားဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကသုံးသပ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Local Channel တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel ကို Like and Subscribe လုပ်ထားဖို့မြင့်တက်ခံနေပါတယ်ခင်ဗျာ။ပြည်သူအားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။